မင်္ဂလာပါရှင်ကျွန်မတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ Cyclone Mountain တဲ့အမှတ်စဉ်10မြင်းဆောင်2025ကိုထုတ်ပြန်ပေးခြင်းပါတယ် 2025ခုနှစ်နိုဘာ29ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဆိုက်ကလုန်းမုန်တိုင်းဒေဝအခြေအနေဟာဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲအချိန်တိုင်းထွာချက်တည်းရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့၎င်းနယ်ဆက်စပ်လျက်ရှိတဲ့တီရီလင်ကနိုင်ငံမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းဒေဝကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့ မြန်မာနိုင်ငံကိုကိုကျွန်းမျိုးရဲ့အနောက်အနောက်တောင်ဘက်ရှေးမိုင်895မိုင်ကအိန္ဒိယနိုင်ငံပူတူချယ်ရီမျိုးရဲ့ တောင်အရှိတောင်ဘက်ရေမိုင်150မိုင်ကန်နဲ့သရီလင်္ကာနိုင်ငံထရီကိုမာလီမျိုးရေမြောက်အနောက်မြောက်ဘက်ရေမိုင်65မိုင်ကန်မှာပင်လယ်ပြင်ကိုဗဟုပြုနေပါဗျ။ဆိုင်ကလုံးမုန်တိုင်းတဝိုင်းရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကိုဥတီရေရှားမဲ့အခြေအနေရှိတဲ့အတွက်အဝါရောင်ဆင့်လို့သတ်မှတ်ထားပါဗျ။ဆိုင်ကလုံးမုန်တိုင်းတဝိုင်းရဲ့ဒီနေရာဗဟုချက်လီပီအားနဲ့လေတိုင်နှုန်းကတော့အဆိုပါဆိုင်ကလုံးမုန်တိုင်းတဝါကတော့မြန်မာစံတော်ချိန်ညနေ3:00ခွဲအချိန်မှာတော့မြောက်လက်တီကျူ9.6ဒီဂရီနဲ့အရှိလောင်ကြီး ကျို80.9ဒီဂရီမှာတည်ရှိပြီးဗဟိုချက်လီဖီအားကတော့998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလီတိုင်နှုန်းကတော့တနအိကို55မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်36နာရီတွင်ခံမှန်းချက်မှာတော့အဆိုပါဆိုင်ကလုန်းမုန်တိုင်းတူဝါဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတော့ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမင်းနာဒူမြောက်ပိုင်းကမ်းခြေနဲ့အန်တာပရတိတ်တောင်ပိုင်းကမ်းခြေအနီးကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းတွေ့ဝါရဲ့အရှင်ကြောင့်မြန်မာပင်လယ်ပြင်မှာလှိုင်းတင်းတဲ့ရှိပါမယ်။လှိုင်းမြဟာမြန်မာကန်ရက်တျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့၅ပေကနေ9ပေကန်ရှိပါတယ်။အကြံပြုချက်အနေနဲ့ကတော့ဆိုင်ကလုန်းမုန်တိုင်းတွေ့ဝါရဲ့အရှင်ကြောင့်ပြည်တွင်းလေကြောင်းပြန်တန်းရင်မြန်မာကန်ရက်တျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝေ၅ဖမ်းရင်နေသင်းမောတွေအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာလည်းဖြစ်ပါတယ်ရှင်။ ။ဆက်လက်ပြီးတော့လည်းအောင်မန်းမှရက်ထားတဲ့ဖော်ကားကိုအင်းစည်းကားကအနောက်ကနေဝင်တိုက်တဲ့အကြောင်းဖော်ပြပေးစီပါရယ်။ရှမ်းပြည်နယ်ကလောမျိုးနယ်အောင်ပန်းမြို့မင်္ဂလာရက်ွက်ပြားမွေးမြူရီချံအနီးပြည်တော်စုလမ်းမကြီးပေါ်မှာနိုမာလာ28ရက်နေ့ည9နာရီလောက်ကရက်ထားတဲ့ကားကိုအင်းစည်းကားကအနောက်ကဝင်တိုက်လို့၃ရောက်သေဆုံးပြီးတော့၁ရောက်ပြင်းထန်ဒဏ်ရာရတယ်လို့မြေပြင်ကူညီလှုပ်ဆောင်ခဲ့တဲ့ထံကသိရပါရယ်။ဖြစ်စဉ်ကတော့ကားပြက်လို့လမ်းဘေးကိုခြာရက်ထားပြီးပြင်နေတဲ့ဖော်ကားကို မတ်စ်8ကားကအရှိန်များပြီးတော့နောက်ကနေဝင်တိုက်တာဖြစ်တဲ့ကြောင့်ရင်တိုက်တာကြောင့်အင်စီကားပေါ်ပါလိုက်ပါလာသူတွေကအမျိုးသား၃ယောက်ကနေရာမှာတွင်ပွဲချင်းပြီးတေဆုံးရတာဖြစ်တယ်လို့လည်းသိရပါဗျ။သူတို့ကအရှိန်ကလည်းပါနေတော့ရက်ထားတဲ့ကားကိုအနောက်ကားကနေဝင်တိုက်လိုက်တာရက်ထားတဲ့ကားကတော့လမ်းဘေးကိုလုံးဝအလွတ်ကြီးရက်ထားတာတွေ့ရတယ်။ကားကဂီယာရန်ကဘာတွေအကုန်ဖြုတ်ထားပြီးတော့ပြင်နာမျိုးတွေ့ရတယ်။ဖော်ကအမြင်ကြီးပါလမ်းနေတော့အလွတ်ကြီးလေ အဲ့ဒါကိုသူတို့ကအဲ့ဒီလမ်းကြောင်းလေးကိုဝင်သွားတာတိုက်တဲ့ထိခိုက်တဲ့သူကနည်းနည်းဆိုရင်ရတယ်ခေါင်းလဲထိတယ်ပေါ့ခါယိုထိတယ်အောက်ပိုင်းလှုပ်လို့မရဘူးလဲပြောတယ်သူတို့အကုန်လုံးကရွာဘက်ကအလုပ်သမားတွေလို့သိရပါတယ်လို့အောင်ပန်းနိုင်ကြီးကူညီမှုအတင်းက တာဝန်ရှိသူကဆိုပါတယ်။တေဆုံးသူတွေကတော့အသက်30ကျော်အရွယ်အမျိုးသားတွေဖြစ်ကြပြီးတော့အောင်ပန်၊ပြင်မီရွာကကိုအောင်နိုင်ကိုလားဆောင်နဲ့ကိုရွှေအိုးတို့ဆိုသူတို့ဖြစ်ကြပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ကိုရွှေဆိုးဆိုသူဖြစ်တယ်လို့လည်းသိရပါတယ်။ရင်တိုင်းမှုအတွင်းတေဆုံးသူရုပ်လောင်းတွေကိုတော့အောင်ပန်စီးရုံကိုပို့ဆောင်ထားပြီးတော့ဒဏ်ရာရတဲ့သူကိုတော့အောင်ပန်စီးရုံမှာလိုအပ်တဲ့စေဝါကူတာမှုတွေ ပြီးကမှအဲဒီကမှတက်စင်ကလောမျိုးနယ်ပြည်သူစီရင်ကိုထပ်မံပို့ဆောင်ထားတယ်လို့လည်းသိရပါဗျ။နိုဘာ9ရက်ကလည်းရှမ်းပြည်နယ်ကလောမျိုးနယ်ဝက်ဖြူရီကြီးွာနဲ့မကွေကြီးွာကြားမိုင်းတိုင်အမှတ်56 6ဖာလုံးမှာဖြိုးရတနာအောင်ခေးတဲ့တင်ကတိတ်မှောက်ပြီးတော့လူ၃ယောက်သေဆုံးက14ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။နိုဘာ2ရက်တုန်းကညနေပိုင်းမှာလည်းပဲရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့နယ်ကျိုင်းတုံတောင်ကြီးလမ်းမကြီး special တောင်းအစင်းမှာကားတစ်စီးတိတ်မှောက်ပြီးတော့လူနှစ်ယောက်အသေဆုံးက9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ပြီးတော့ဟောင်ကောင်အထက်မြင့်အစာအုံမီးတောင်မှုမှာတေဆုံးသူ128ယောက်ရှိလာတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ဟောင်ကောင်အထက်မြင့်အစာအုံများစွာကိုလောင်ကျွမ်းစေခဲ့တဲ့မီးလောင်မှုကြောင့်တေဆုံးသူက128ယောက်ထိမြင့်တက်လာပါရစေ။မီးလောင်မှုမတိုင်မီကအစာအုံတွေပြုတ်ပြင်းမုန်းမှန်ခြင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့အောက်ထိလိုက်စားမှုတန်တရာရှိသူ6ယောက်ကိုဖမ်းဆီးထားပါရစေ။တခြား3ယောက်ကိုတော့လူသက်မှုနဲ့အစိုးပိုင်းကလေးကဖမ်းဆီးလိုက်တာပါ။မီးလောင်မှုအကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ပြတင်းပေါက်တွေရဲ့အပြင် ပန်းမှာမီးလောင်လွှဲတဲ့ပစ္စည်းကြောင့်ပဲပုံမကူးဆက်ပြန့်နှံ့ခဲ့တာလို့တောင်းရှိတဲ့သူတွေကဆိုပါတယ်။မီးလောင်မှုအတွင်းမှာတော့လူ89ယောက်တရားရပြီးတော့တဟာ290အတွင်းဟောင်ကောင်မှာအသေးပြောက်အများဆုံးမတော်တဆမှုလည်းဖြစ်ပါတယ်။လာမဲ့၃ဘက်ကနေ၄ဘက်တွေစုံစမ်းစစ်ဆေးမှုတကူပြုလုပ်မယ်လို့အာရဘိုင်းတွေကကြေညာထားပြီးတော့ရဲတွေကတော့အစားအုံတွေမှာတက်တဲ့အထောက်အထားတွေစုဆောင်နေကြပါတယ်။အားရလိုက်စားမှုစုံစမ်းစစ်ဆေး ဟိုမှာဖန်ဆီးခံရတဲ့သူတွေထဲမှာအင်ဂျင်နီယာကုမ္ပဏီတစ်ခုကဒါရိုက်တာတွေနဲ့ကန်ထရိုက်တာတွေပါဝင်တယ်လို့အာရီလိုက်စာမှုတိုက်ဖြတ်ရေးလွတ်လပ်တဲ့ကော်မရှင် ICAC ကဆိုပါတယ်။ဝမ်ဖူမာရှိတဲ့တိုက်ခန်းတွဲရှိခုအနက်ခုနှစ်ခုကမီးလောင်ကျွမ်းမှုပြန့်နှံ့ပြီးတဲ့နောက်မိသက်သမား2200ကျော်ကမီးကိုထုံချုပ်ဖို့ကြိုးပမ်းခဲ့ရပါတယ်။ တောင်းကြနဲ့ဒေတာဆန်တော်ချိန်မနက်7:00နာရီကျော်မှာတော့မီးကိုလုံးဝငြိမ်သက်နိုင်ခဲ့တဲ့အကြောင်းမိသက်ဌာနကသတင်းစာရှင်းလင်းပွဲမှာပြောလာပါဗျ။အလောင်း89လောင်းကိုမဖော်ထုတ်နိုင်သေးဘဲနဲ့အလောင်း16လောင်းကတော့အစအုံတွင်ကျန်ရှိနေသေးတယ်လို့ဆိုပါရယ်။စေတနာဝန်ထမ်းတွေကျန်ရှိစေတနာဝန်ထမ်းတွေဟာအစအစနဲ့တကူရင်တန်ရှေးပစ္စည်းတွေအပါအဝင်ထိခိုက်နစ်နာတဲ့သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေပေးရကြပါတယ်။မိလာမှုကတော့ဗုဒ္ဓဦးနဲ့ဒေတာဆန်တော်ချိန်နေ့တည်း2:50မိနစ်ကစတင်ခဲ့ပြီးတော့ GMD 6:51မိနစ်မှာညနေ6:22မိနစ်အထိတော့မိလောက်မှုကိုအဆင့်၅တိမိသက်ထာနာကအမြင့်ဆုံးသတ်မှတ်လာပါတယ်။မိလောက်မှုအတွင်းမိသက်သမား12ယောက်လည်းတရားရရှိခဲ့ပါလိမ့်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မှာနိုဘာလ29ကနေဒီဇင်ဘာ5ရက်အထိမူလသားခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။ပင်လယ်ပြင်ကထူးခြားတဲ့မူလသားအခြေအနေကတော့နိုဘာ29ရက်ညနေပိုင်းမှာတီရီလင်ကနိုင်ငံမြောက်ပိုင်းဖြတ်ကျော်တိုက်ခိုက်ရရှိတဲ့ဆိုင်ကလုန်းမုန်တိုင်းတင်ဝါကတော့အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတော့နိုဘာ29ရက်မနက်ပိုင်းမှာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းပင်လယ်ပြင်မှာတမဲနာတိုပြည်နယ်ကမ်းခြေကန်ယူဒန်အတိုင်း တောင်ဘက်ကိုဆက်လက်ရွေးရှားမယ်လို့ခန့်မှန်းထားပါတယ်။တောင်တိုးပင်လယ်ကတိုင်ဖုန်းမုန်တိုင်းကုတိုကတော့ဒီဇင်ဘာ20ဒီဇင်ဘာ2ရက်ညမှာတော့ပြည်နယ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုနာထန် အနည်းကနေဖြတ်ကျော်ဝင်ရောက်ပြီးတော့ဗီရန်နိုင်ငံတောင်ပိုင်းမှာတဲ့အပျော်ပြက်ပြင်းမေလို့ခံမှန်းထားပြီးတော့တောင်တိုးပင်လယ်အတွင်းမှာမုန်တိုင်းအသစ်တလုံးထပ်မံဖြစ်ပေါ်နိုင်တဲ့ကြိုတင်ခံမှန်းချက်ကလည်းဆက်ရှိနေပါတယ်။မြန်မာနိုင်ငံဘက်ကမုန်တိုင်းအကျဉ်းချန်တွေဝင်ရောက်လာနိုင်တဲ့အခြေအနေမရှိတော့လို့မိုးရွာသွန်းနိုင်တဲ့အခြေအနေကလည်းမရှိတော့ပါဘူး။ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့အနှိမ့်ဆုံးညပူချိန်က30ဒီဂရီအောက်ထိဆက်လက်ရော့ကျပြီးတော့အလဲပိုင်းဒေသတွေမှာတော့15ဒီဂရီအောက်နဲ့တောင်ပိုင်းဒေသတွေမှာတော့20ဒီဂရီအောက်ကိုကျဆင်းပြီးတော့အေးအေးပူပါမယ်။ဒီတစ်ပတ်တွင်ရှမ်းပြည်နယ်မှာမိုးရွာ ါတော်နိုင်တဲ့အခြေအနေကတော့မရှိတော့ပါဘူး။အပူချိန်လေတိုင်လုံးလေတို့ဆူထိုင်းစားနဲ့လေတို့ညံ့မှုအခြေအနေမှာလည်းဒီတစ်ပတ်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်ကတော့22ဒီဂရီရှိနိုင်ပြီးတော့အနှိမ့်ဆုံးညအပူချိန်ကတော့6ဒီဂရီရှိတာဆင်းပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်22ဒီဂရီရှိနိုင်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်ကတော့26ဒီဂရီရှိနိုင်ကနိုဘာ29ရက်နေ့မှာတော့ အနည်းဆုံးညပူချင်းကတော့27ဒီဂရီရှိပါတယ်။ရှမ်းပြည်နယ်တခွင်မှာတော့ဒီတစ်ပတ်အတွင်းမြောက်ဘက်နယ်အရှေ့မြောက်အရက်ကလေတိုင်တော့အမြင့်ဆုံးတနအိ9မိုင်နှုန်းကဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့နေ့လယ်ပိုင်းလေတို့ဆူတိုင်းစားက40ရာခိုင်နှုန်းဝင်ကျင်ရှိနိုင်ပြီးတော့ညနေပိုင်းညပိုင်းနဲ့မနော့အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းရှိပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့နေ့လယ်ပိုင်းလေတို့ဆူတိုင်းစား30ရာခိုင်နှုန်းရှိနိုင်ပြီးတော့ညနေပိုင်းညပိုင်းနဲ့မနက်အစောပိုင်းတွေမှာတော့80ရာခိုင်နှုန်းရှိပါတယ်။